ကောင်ဆွမဖြစ်ချင်ရင်လှူကြငါတကောင်ကျွတ်ကြောင်းပြောပြအောင်မေလူငယ်တွေမှတ်သွားကြဓမ္မတို့ဟိုကျွတ်ရိုက်တဲ့လူတွေကြလားပြောရအောင်မိဘုံလေးရှစ်တဲ့တဲ့ကတစ်ဖက်သေးဖောက်ထားအဲ့ထဲမိကွက်ကလေးထက်ကြလားမိကွက်ကလေးထက်လွယ်ဤကလေးတစ်လုံးလွယ်ကျွတ်ထဲဘူးပြီးတော့ဟိုတန်ကြုံနဲ့ကျွတ်ရှင်ကလေးကိုအည်ကလေးဖောက်ထားမသေးဘူးရေကလေးဖောက်ပြီးချိတ်ထားတာမပြေးနိုင်တုတ်ကလေးတစ်ချောင်းနဲ့ ဟိုငါတကောင်ကျွတ်ပြောအကြောင်းကိုပြောခြင်းလို့မေးထားတာနော်လှုပ်စားဖို့အကြံကြောင်းပေးတယ်မထင်နဲ့ဟိုနောက်ရလှုပ်စားမနေနဲ့ဟိုတကောင်ကျွတ်အကြောင်းသိခြင်းလုံးလို့ကိုတမင်တတ်တတ်မေးထားရအဲ့ဒီလိုအရေးကလေးဖောက်ပြီးချိန်ထားကျွတ်ပေါ်တဲ့နေရာကွာသူကမီးဘုံနောက်ကထိုင်းနေတော့သူမမြင်ရဘူးပေါ့ပေါင်ရိတ်သေးကအဲ့ဒီအရေးကလေးဖောက်ချိန်ထားတဲ့ကျွတ်ကလေးကိုမီးအောင်ချိန်ထားကျွတ်ကလေးကယုံယုံလို့မရတော့အော်အော်တော့ကျွတ်တန်ကြတော့ဘေးကကျွတ်တည်းကထွက်လာ ထွက်လာလိုက်အဲ့ဒီကြွက်ကလေးကိုခောက်ကနေရိုက်လိုက်ဒွေထဲထဲလိုက်ဟိုလှုပ်စားဖို့ပြောတာမဟုတ်ဘူးနော်ဒါလည်းသတိပေးရသေးတာအာတော့ကြတကောင်ထွက်လာလိုက်ဒီကြွက်ကအွန်လိုက်ထွက်လာလိုက်ခောက်ကနေရိုက်လိုက်ဒွေထဲထဲလိုက်အဲတရားနာပရိသတ်ရေရွှေတွေမျိုးတွေရှိတဲ့ကြွက်ကတော့ဘျုံးမနဲ့မသေးသေးဘူးပရိသတ်နည်းနည်းလေးတော့အသက်ရှိရှည်ရောပေါ့ဟိုကြွက်တွေလာတော့သူ့ကြောင့်လာတော့ဟိုကြွက်တွေကြီးရိုက်ရိုက်တတ်တယ်သူကမသေးနိုင်ဘူးနည်းနည်းတော့ကြာတော့ပေါ့ 但是看我们表叫话的，别这么没来路，城里伢子、家人的，就要一路啊。嗯，是为么事？没有么事，天盖冷。他刚呢，你的脚，他刚脚，哎呦哈，呵呵都打被一天踩变了，他刚脚出的绵绵软的。 ကြည့်လေတရားနာပိဋကဟိုမှာတကောင်ချွဲ့လေတကောင်နဲ့နေတဲ့ကျွဲ့တဲ့တကောင်ချွဲ့အကြောင်းပြောတာဒါကြောင့်ဟိုနောက်ဘဝကတရားနာပိဋကသူများအလှခိုင်းတဲ့လူကြတော့ချွေရံပေါ်လာပေါ်တယ်ကိုယ်တိုင်လှခဲ့တဲ့လူကြတော့ပစ္စည်းချမ်းသာလာဒါကြောင့်ကိုယ်တိုင်လည်းလှတယ်သူများလည်းအလှခိုင်းတဲ့ဆိုတဲ့လူကြတော့အချွေရံပေါ်တယ်ပစ္စည်းလည်းပေါ်တယ် အဲ့ဒီလိုဖြစ်ချင်ရင်တော့ဖြင့်တကောင်ကျွဲမဖြစ်ရအောင်တရားနာပြိဿဒါနာကိုကြိုးစားပြုကြကောင်းမူလားပြိဿကြီးကောင်းပါရဲ့ဗျာတကောင်ကျွဲကထွက်သွားတာပါဘုရားတကောင်ကျွဲမှမဟုတ်ပဲတကောင်လူကိုတကောင်လူတောင်မဟုတ်ဘူးယောက်ျားမှတကောင်ပြောဖြစ်တိုင်းကြည်တရားနာပြိဿတယောက်แท้ဖြစ်နေရောတယောက်แท้ဖြစ်နေတော့ဒီကနေ့တော့ ။တမန်ကြီးခုကိုရမဲ့ပြီဟဲ့။တောင်မြင်လွတ်တဲ့ခွေးမကြီးပမာဏကြီးပဲသွားရပါမထုံးနဲ့။ဒီလိုကြီးရင်တွားရင်လည်းပဲနောက်ရက်ရောက်သွားတော့ထမင်းသွားတောင်းဒီလိုပဲမျက်နှာလေးလွှဲနေ။ဟောသမီးကြီးရောက်လာပြီ။ပေးပေးပေးခွက်ကလေး။ဖေရဲ့ဒီနေ့တော့တယောက်စားပဲထည့်ပေးလိုက်ပါဖေရဲ့ဟေးငါလည်းမမေးမိဘူး ဟဲ့တမီးအဖေပထမဆုံးရက်က3ရက်စာတောင်းနေဟုတ်ကဲ့3ရက်စာတောင်းပါတယ်ဖေနောက်တည့်ရက်ကျတော့တယောက်ရော့ပြီးတော့2ရက်စာပဲတောင်းနေဟုတ်ကဲ့လေအဖေပေးလိုက်တာပဲ2ရက်စာပဲမဟုတ်လားကျွတ်တို့လောက်ပါတယ်လောက်တာဟုတ်ပါပြီတမီးဒီကနေ့တယောက်ွက်တောင်းတာကဘယ်နဲ့ကြောင့်တော့ အဖေပြော့ပြမယ်နားစင်မဖေရဲ့တမီလေးမိဘနှစ်ပါးနဲ့အစာရေစားမစားရလို့ထွက်ပြီးတော့လာခဲ့ကြရာခုမဖေရဲ့အဲ့တရီတက်ခိုးတဲ့ဇရာအဲ့ဒီတက်ခိုးတဲ့ဇရာမှမိဘနှစ်ပါးနဲ့နေပြီးတော့လာခဲ့ကျွတ်တူလေးတထေးတွေပါဖေရဲ့အဖေနဲ့အမေကတထေးကျုပ်ကတထေးသမီး ဒီလိုတထေကြီးတထေကတော်ကြီးဘုရားမှလာခဲ့တော့ဟောဒီဇေယျကအမေကလည်းမတောင်းရဲဘူးအဖေကလည်းမတောင်းရဲဘူးဖေရဲ့ဒါကြောင့်လေမိဘတစ်ပါးကိုကြွေးကျင်လုံးလို့မိဘနှစ်ပါးအတွက်ရဲ့ကျုပ်အတွက်ရဲ့သုံးယောက်စာလာပြီးတော့ပထမတည်းတောင်းတဲ့ဖေရဲ့အေးလီဒါကြောင့်ပထမရဲ့သုံးယောက်စာတောင်းပြီးနောက်တည်းသမီးဘက်နဲ့ကြောင့် တယောက်တည်းရှော့ပြီးနှစ်ယောက်စာပဲတောင်းတာတို့အဖေတို့ရဖခင်ကြီးကထမင်းမစားရတာမဝတဲ့ရတင်ပြလာလို့ជីကအဖေပေးလိုက်တဲ့ထမင်းကျွေးတော့လေမချင်းချိန်ပဲနဲ့စားလိုက်လို့စားဖို့နဲ့ပြီးတော့ကျောင်းရဲ့အဖေသထင်းကြီးတည်ပြီးဖေရထားကြောင် နောက်တည့်ရအမေအတွက်နဲ့ကျုပ်အတွက်သာကျုပ်တောင်းပါတယ်ဖေရဲ့။အော်ဒုက္ခပါလား။မစားရတဲ့လူတွေဒီနာရင် ရှိတဲ့အောင်မေ။အင်းမစားရတဲ့လူတွေဟာတပြေလုံးမတည်လို့ရှိနေကြမှာပါပဲလေ။ချမ်းသာတဲ့တထေတွေရှိသလိုဆင်းရဲတဲ့လူငယ်တွေလည်းရှိကြတယ်။ ချမ်းသာတဲ့တိုက်ကြီးတာကြီးနဲ့နေတဲ့ဒီလူတွေရှိသလိုတဲခုတ်ကလေးတွေနဲ့မိုးရွာတော့အစုံနေပူတော့အချောက်လောကကြီးဓာမျိုးတွေလည်းရှိသကိုအေးသမီးသမီးသို့တော်လဲငါသမီးဖေမေးမယ်နော်နှစ်ယောက်စာတောင်းတော့ညီအမေနဲ့ညီစားတယ်မဟုတ်လားဟုတ်ကဲ့ဒီနေ့ညီတယောက်ထဲစားမလို့အမေကိုမကြွေးတော်ဘူးလို့ပြန်ကြံလားသမီးရဲ့ မဟုတ်ပါဘူးဖေအဲ့ဒီလိုမဟုတ်ပါဘူးကျုပ်အဖေကိုလည်းကြုံကျွေးခြင်းနဲ့ကျုပ်အမေကိုလည်းကြုံကျွေးခြင်းနဲ့သူတို့မွေးဖွားလို့ဒီအရွယ်ရောက်လူလားမြောက်လားတဲ့တမီးမို့မိဘကျေးဇူးတွေကျုပ်ပဲလို့ပဲဆက်ရှင်ပေးမယ်လို့အဖေကျုပ်အမေကလည်းနှစ်ယောက်ကျွေးမယ်အစာကို ကျုပ်မစားသေးပဲနဲ့အမေအရင်ဝအောင်ကျွေး အမေမစင်းစားပဲနဲ့အစာလွန်ပြီးတော့သေသွားလို့ကြုံမိပါနှစ်ပါလူပြေမှမရှိဘူးဖေးရမရှိကြတော့ဘူးအခုကြုတ်တယောက်ထဲရှိတော့တဲ့ဖေးရဲ့တကောင်းကျွမ်းမကြီးတောင်းပြေလွတ်တဲ့ခွင်းမကြီးကြုတ်ခုကိုရမယ်ပြီဖေးရဲ့အေးအော်တနာစရာပါလားသမီးကဲကဲကဲအဲ့ဒါကြီးရှိစီတော့ ငါသမီးတို့အဖေနဲ့အမေကတထေးကြီးတထေးကတော်ကြီးဆိုတော့ဟဲ့ဘယ်မျိုးကရုံးသမီးရဲ့ချစ်တို့ဗတ္တိယမျိုးကပါဖေဟမ်ဟာတာဖေငါအရှင်သခင်ဂောသကတထေးကြီးရဲ့မိတ်ဆွေများဖြစ်နေမလားစဉ်းစားဟဲ့သမီးမိခွေတထေးကြီးကဘယ်သူတို့ပါရဝရီတထေးကြီးလို့ခေါ်တယ်ဖေရဲ့ ဟေးဟုတ်ပါပြီကိုကိုက်သမီးငါတို့အရှင်သခင်ဂေါတကတထေးကြီးရဲ့မိတ်ဆွေဖြစ်တဲ့ဘဒ္ဒဝတိတထေးကြီးရဲ့သမီးဆိုတော့ကိုက်ဘာမှမပူနဲ့သမီးလာဖေးထားလိုက်ခဲ့သမီးရဲ့ခေါ်နေတာကလည်းအဖေဖေးခေါ်လို့အဖေကလည်းသမီးလေးကဲသူအောင်းမိတယ်။နှစ်သမီးကြီးလာလာလာလိုက်ခဲ့ပြီတော့လိုက်ခဲ့ပြီတော့ဆိုးပြီတော့ခေါ်သွားသမီးအရာမှာထားပြီးမွေးစားခဲ့ နောက်ရက်ကြတော့အလှတင်းကုန်စေရအဖေလို့သူကသွားပြီးတော့ကျွေးရမွေးရဖေပြန်လာတော့မေးဖေးတဲ့ဟိုအဖေတို့လှူတန်းနေတဲ့ဇယကြီးမှာလာပြီးတောင်းကြတဲ့ယောက်ျားတွေမိန်းမတွေကဆူလို့ညံလို့ပါလားဖေရဲ့တဲ့သူတို့မဆူအောင်မညံအောင်ဖေတို့အတတ်နိုင်ဘူးလားအာသမီးပဲလုံးမမရဘူးဟာငါတော်လဲတိုးတာပဲငါတော်လဲတိုးတာပဲသမီးရမဟုတ်ပါဘူးဖေရဲ့တဲ့သမီး ိုမဆူအောင်ဖန်ပြီးပြိမယ်လေ။ကဲကြံစမ်းပါဦးသာသမီးရဲ့။ဝင်ပေါက်ထွက်ပေါက်တပေါက်ထဲထား။ဝင်ပေါက်ထွက်ပေါက်တပေါက်ထဲထား။ဒီဘက်ကထွက်ဒီဘက်ကဝင်။နှစ်ပေါက်ထားပြန်တော့လေတိုးနေမှာစိုးလို့။သူ့စိတ်ထဲသူ့စိတ်ထဲစိတ်ကူးလေးနဲ့ကြံစီ။ဝင်ပေါက်ထွက်ပေါက်တပေါက်ထဲထားလိုက်ပြန်တော့လေ။ ဒီအပေါက်ကပဲဝင်ဒီပေါက်ကပဲထွက်အိုးတော်ကြထွက်သွားတဲ့လူကထမင်းနဲ့ဝင်လာတဲ့လူကထမင်းမပါထွက်လာတဲ့လူထဲကလူယူရလဲစူအုံးပါပဲအရှိဘရားကတပေါက်အနောက်ဘရားကတပေါက်နှစ်ပေါက်ထားပြီးတော့သွားစရာလမ်းကလေးနဲ့လှုပ်ပေးရရင်ဖြင့်ဘေးကနေမတ်တက်ရပ်ပြီးတယောက်ပြီးတယောက်အစင်အတိုင်း သူတို့ထဲ့ပေးရရင်ဖြင့်ငြိမ်ပါပဲကြိတ်အခုတော့အဖေနဲ့သမီးဖန်တီးပြီးပြီဖေရဲ့သမီးဖန်တီးပြီးလို့အဲ့ဒီလိုကြွေးရရင်ဖြင့်ငြိမ်လိုက်မဲ့ဖေရဲ့ဒေတာမငြိမ်တဲ့လူဆိုတာအဲ့ဒီလိုလမ်းကျဉ်ချင်းတယောက်သွားသာအောင်လှုပ်ပေးရတယ်ရုပ်ရှင်ယုံနေကြည့်ပေါ့လှုပ်ထားတာမြင်မှုတယ်မဟုတ်လားလက်မှတ်တိုးတဲ့အပေါင်သားလေး